မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးတပုတ်အနေနဲ့မြန်မာနိုင်ငံကအရှိတောင်အာရှမှာလူကုန်ကူးခြင်းအွန်လိုင်းလိမ်လည်မှုတွေနဲ့နေဆက်ဖြတ်ကျော်မှုကင်းများဖြစ်ပွားရဒေတာဖြစ်လာနေပြီးမြန်မာပြည်သူများစိတ်ရင်းကြနေရဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံက အရှိတောင်အာရှဒေသတွေမှာလူကုန်ကူးခြင်းနဲ့ဆက်နွယ်နေတဲ့ online လိမ်လည်မှုတွေနဲ့နေဆက်ဖြတ်ကျော်မှုကများဖြစ်ပွားရာဒေသတစ်ခုဖြစ်လာနေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာမြေနဲ့ကိုယ်စားလှယ်တန်မကြီးဦးကျော်မိုးထွန်းကပြောဆိုပါတယ်။ဇွန်လ30ရက်နေ့နယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာ United Nation Global Plan of Action to Combat Trafficking in ပါစံအတွက်အစင်းမြင့်အစည်းအဝေးအတွက်ကြိုတင်ပြင်ဆင်တဲ့အနေနဲ့သက်ဆိုင်ရာတာဝန်ခံများနဲ့အလွတ်တဘောအပြန်အလှန်ဆွေးနွေးတဲ့အစည်းအဝေးမှာ၎င်းကထပ်ပါတိုင်းပြောကြားလိုက်တာပါ မြန်မာနိုင်ငံမှာအရက်သားပြည်သူများအထူးသဖြင့်အမျိုးသမီးများမိန်းကလေးငယ်များကလေးငယ်များနဲ့လူငယ်လူရွယ်များအနေနဲ့စေအောင်စုရဲ့ရက်ဆက်တန်းကျပ်မှုတန်းကိုခါစီခံနေရကြောင်းမြန်မာနိုင်ငံကအရှိတောင်းအာရှဒေသမှာလူကုန်ကူးခြင်းဆက်နွယ်နေတဲ့အွန်လိုင်းလိမ်လည်မှုတွေနဲ့နေဆက်ဖြတ်ကျော်မှုကင်းများကြဲကြဲပြန့်ပြန့်ဖြစ်ပွားရဒေသတစ်ခုဖြစ်လာကြောင်းစီးပွားရေးကျဆင်းမှုနေရက်ဆွန့်ခွာမှုနဲ့ထိုင်းတင်စီလျော်မှုမရှိတဲ့ဝန်ဆောင်မှုတွေကြောင်းပုံမို့များစွာသောမိသားစုများမှာနေစဉ်နဲ့များဆင်းရဲတွင်ကိုကြောက်ရွံ့နေကြကြောင်းတမတ်ကြီးကပြောဆိုပါတယ်နိုင် င်ငံတကာတိုင်ဝမ်အနေနဲ့လူကုန်ကူးခြင်းပြဿနာဖြေရှင်းဖို့အတွက်အားထုတ်ကြိုးပမ်းနေချိန်မှာပြဿနာရဲ့ဇင်းမြစ်ကိုဖြေရှင်းရေးကအထူးရေးပါကြောင်းမြန်မာနိုင်ငံမှာဆေးအာဏာရှင်စနစ်ချုပ်ငြိမ်းရေးမတရားဆေးအာဏာသိမ်းမှုချုပ်ငြိမ်းရေးနဲ့စေအုပ်စုမှာအကျိုးခံစားနေရတဲ့ပြစ်ဒဏ်ကင်းလွတ်ခွင့်ချုပ်ငြိမ်းရေးတို့ကသာလျှင်ပြဿနာကိုရှည်ရှည်တည်တံ့စွာဖြေရှင်းနိုင်မယ့်အထူးကြားတဲ့နည်းလမ်းဖြစ်ကြောင်းတာမန်ကြီးဦးကျော်မိုးထွန်းကပြောပါရယ် မြန်မာနိုင်ငံမှာအဲ့ဒီလိုလူမဆန်တဲ့ညာဆွေးမှုတွေမြင့်တက်လျက်ရှိကြောင်း2021ခုနှစ်ဖေဖော်ဝါရီလအတွင်းမတရားဆင်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ကအပြည်ပြည်ဆိုင်ရာဥပဒေနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတို့ကိုကြီးလင်းစွာချိုးဖောက်လျက်ရှိကြောင်းစင်အောင်စုအနေနဲ့အရှက်သားပြည်သူလူထုပေါ်မစင်မခြင်းလေကြောင်းမှတိုက်ခိုက်ခြင်းတပ်ဖြတ်ခြင်းမတရားဖန်ဆီးချုံနှောင်ထိန်သိမ်းခြင်းကျင်းရွာများနဲ့မြို့များကိုမိရှို့ဖျက်ဆီးခြင်းနဲ့အဓမ္မတပ်သားစုဆောင်းခြင်းစတဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုကျူးလွန်လျက်ရှိကြ ောင်းပြည်တွင်တရားဝင်စိုးမိုးမှုတွေဖြစ်စီခံထားပြီးဖြစ်ကြောင်းသူကစက်ပြောပါတယ်။ အကြံဖတ်စင်အောင်စုရဲ့ရဆက်ကြမ်းတုံးမှုတွေကြောင့်ဒီကနေ့ချိန်ဒီပြည်သူအယောက်ပေါင်း6800ကျော်တပ်ဖြတ်ခံခဲ့ရပြီးနေအိမ်လုံးပေါင်းသသိန်းသပေါင်းမှဖျက်ဆီးခြင်းဒါမှမဟုတ်မိရှုခြင်းခံခဲ့ရကြောင်းပြည်သူ3.5တန်းကျော်မှနေရဲဆုံးခွာနေရပြီးတန်း20ကျော်မှလူသားချင်းစာနာထောက်ထားမှုအကူအညီများအရေးပေါ်လိုအပ်လျက်ရှိကြောင်းသူကရှင်းလင်းပြောဆိုပါတယ်ပြည်သူများစုမှပြည်တွင်းမှာထွက်ပြေးဆုံးခွာနေရပြီးအများစုအထူးသဖြင့်အမျိုးသမီးများမိန်းကလေးငယ်များနဲ့လူငယ်လူရွယ်တွေကလူကုန်ကူးခြင်းရန်ဆွဲကြောင်းထိခိုက်လွယ်လျက်ရှိကြောင်း အဲ့ဒီတည်းမြန်မာနိုင်ငံမှာအကြံဖတ်စင်အောင်စုလာအောင်မှာ United Nation Global Plan of Action to Combat Trafficking in Person ကိုထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာမဟုတ်ကြောင်းပြည်သူများရဲ့ထောက်ခံမှုနဲ့နိုင်ငံတကာရဲ့ထောက်ခံမှုကိုရရှိထားတဲ့ရွေးကောက်ခံတရားဝင်အယက်သားဆိုရကသာလင်ဒီမြမွန်မြတ်တဲ့တာဝန်ကိုပြည်ဝစွာထမ်းဆောင်နိုင်မှာဖြစ်ကြောင်းမြန်မာနိုင်ငံမှာအဆိုပါရှိမှန်းချက်ပန်းနိုင်ပြည်မီဖို့အတွက်မိမိတို့ကိုဝိုင်းဝန်းပံ့ပိုးပေးကြဖို့တာမတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုပါတယ် ။နောက်ထပ်တစ်ပုဒ်အနေနဲ့ရေဦးမြို့ပေါ်မှာကင်းလဲနေတဲ့စစ်ကောင်စီတပ်သားတွေကိုနှစ်ကြိမ်ပိုင်းဆွဲတိုက်ခိုက်မှုစစ်တပ်ဘက်မှတိုက်ခိုက်တိုက်စုံမှုရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းရေဦးမြို့မကြီးတော်ရက်ကွက်အတွင်းကင်းလဲနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုနှစ်ကြိမ်ပိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှတိုက်ခိုက်တိုက်စုံမှုရှိကြောင်း Wolf Galleria LBDS ရဲ့ရေဦး Air 4သတင်းပြန်ကြားရေးတာဝန်ခံရေဘော်ကူညူကသတင်းဌာနကိုပြောပါရီဇွန်လ30ရက်နေ့မနက်9:00ခန်းမှာရေဦးမျိုးမကြီးတော့ရက်ွက်ရှိဘိုးရုပ်ကစိုးဦးဆောင်နေ Wolf ကလရီယာ LPD ရဲ့ရေဦးအဖွဲ့ကစာတင်ကြောင်းဝင်ပေါင်းကြောင်းတကားမှာစစ်ကြုံပညာရေးစနစ်အလိုမရှိစာလန်းချိန်ဆွဲပြီးမိုင်းတလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခါစကောင်စီပညာရေးရန်တရားမလဲပတ်နိုင်ဖို့တတိပေးတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဒီနေ့ည9နာရီခန့်မှာရေဦးမျိုးမကြီးတော်ရက်ွက်ရှိရှေဟောင်ဖျားများရှိရာနေရာကိုကင်းပတ်နေတဲ့အကြံဖက်စစ်ကောင်စီတပ်သားအင်အား30ခန်းကိုပိုရုပ်ကစိုးရင်ညွန်ကြားမှုနဲ့ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲ့လိုမိုင်းခွဲတိုက်ခိုက်မှုအတွင်းကြံဖက်စစ်ကောင်စီတပ်သား၄ဦးထိခိုက်ဒဏ်ရာရပြီး တည်ဆုံမှုတွေရှိတော့လဲအရေးအတွက်ကိုအတီးပြုတ်နိုင်ခြင်းမရှိသေးပဲတော်လိုင်းရဲပေါ်များအထူးကမရှိပြန်လဲဆက်ကွာနိုင်ခဲ့ကြောင်းသိရပါဗျာ စစ်ခွေးလေးကောင်တန်ရရရင်ចောင်းပညာရေးကိုသူတို့ကဖိအားပေးပြီးသူတို့ကဥဆောင်ဖွင့်ခိုင်းတာပထမကចောင်းပညာရေးရန်တရားမလဲပတ်ဖို့ចောင်းရှိကိုတတိပေးဖောက်ခွဲခင်တာည9နာရီမှာကင်းလေးတဲ့ကောင်တွေကိုထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့တာစစ်ခွေးတွေပြန်လည်ပြက်ခတ်တာမျိုးမရှိဘူးဖောက်ခွဲခဲ့တဲ့ပတ်ဝန်းကျင်ကပြည်သူပိုင်နေတွေကိုအတင်းအကျပ်လိုက်စစ်နေတဲ့မနက်ခင်းဖောက်ခွဲမှုအပြီးမှာလဲစာကစာတံပြားကကားတစ်စီးကားသေးနှစ်စီးနဲ့မကြီးတော့ရက်ွက်မှရှိရဲစာတင်ចောင်းလမ်းပိုင်းမှာအင်အားများပြားနဲ့လုံခြုံရေးယူပြီးမိုင်းတွေဆက်လက်ရှာဖွေနေတဲ့ဒီထက်ပိုကျန်းတဲ့မျိုး မျိုးတဲ့မစ်ရှင်တွေဆက်လက်လှုပ်ဆောင်မှာဖြစ်လို့ပြည်သူတွေအနေနဲ့သတိထားသွားကြဖို့မြစ်တာရက်ခံကျမတယ်လို့ Wolf Gloria LBT ရဲ့ UFO သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ကိုညုံကပြောပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ BGS ကောင်းဆောင်ပုံမူကြီးစောချစ်သူနဲ့ချစ်လင်းမြိုင်တိုတာကုမ္ပဏီကိုစစ်ကောင်စီကအမည်ပြတ်စင်သွင်းလိုက်ပြီးစောချစ်သူကိုစံမြင့်တာသမီ၃နဲ့စီးပွားရေးတာဝန်ခံတအုပ်တို့ကိုအမည်ပြတ်သူများအဖြစ်ကြီးညာတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်တပ်လက်အောက်ခံကရင်နယ်ခြားဆောင်တပ်မှပုံမူကြီးစောချစ်သူနဲ့ချစ်လင်းမြိုင်တိုတာကုမ္ပဏီကိုစစ်ကောင်စီကအမည်ပြတ်စင်သွင်းပြီးပုံမူကြီးစောချစ်သူနဲ့တာသမီများပါဝင်ဒရိုက်တာတွေကိုပါအမည်ပြတ်သူများအဖြစ်စစ်တပ်ကကြီးညာပါတယ်။အကြံဖတ်စစ်ကောင်စီတန်းကိုပို့ကုန်ရငွေနိုင်ငံသားဝင်မပေးသွင်းတဲ့ ို့ကုံတွင်းကုံကုမ္ပဏီ169ခုနဲ့ကုမ္ပဏီဒါရိုက်တာဖွဲ့ဝင်တွေကိုအမည်ပြည့်စင်ရင်တွင်ကြောင်းကြီးညာခင်ရမှာဘုံမူကြီးစောချစ်သူပိုင်းချင်းလင်းမြိုင်တူတက်ကုမ္ပဏီလည်းပါဝင်ခဲ့ပြီးစောချစ်သူရဲ့ဇနီးတာသမီများကိုပါအမည်ပြည့်စင်ရင်ကြီးညာလိုက်တာဖြစ်ပါတယ်စစ်ကောင်စီကကြီးညာတဲ့အမည်ပြည့်စင်ဝင်ကုမ္ပဏီ169ခုမှာစောချစ်သူရဲ့ချင်းလင်းမြိုင်တူတက်ကုမ္ပဏီကနံပါတ်25ဖြင့်အမည်ပြည့်စင်ရင်တွင်ခံထားခြင်းဖြစ်ပြီးစောချစ်သူရဲ့နာမည်စံမြင့်တမီးနန်းနင်းနန္ဒာ၏တာဖြစ်သူစောချစ်ချင်းစော2အေမူ ပိုမူချီစားချစ်သူရဲ့စီးပွားရေးတာဝန်ခံစောမင်းမင်းဦးတို့ကအမည်ပြတ်သူများဖြစ်ကြေညာထားပါတယ်။ အဆိုပါညင်ညာမှုက NND အစိုးရလက်ထက်2016ခုနှစ်မှ2020ခုနှစ်အတွင်းပို့ကုန်များတင်ပို့ခဲ့ကြတဲ့ပို့ကုန်သွင်းကုန်ကုမ္ပဏီတွေကိုအကြမ်းဖက်စစ်ကောင်စီက၎င်းလောက်အောက်ခံဖက်များအတွင်းကိုနိုင်ငံခြားသုံးငွေများပြန်လည်ထည့်သွင်းဖို့ဖိအားပေးခဲ့ကြောင်းဒါ့ပြင်ကုမ္ပဏီတွေကပို့ကုန်ရငွေနိုင်ငံခြားငွေတွေကိုထည့်သွင်းခြင်းမရှိတဲ့အတွက်ကုမ္ပဏီတွေကိုပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းခြင်းကိုဆောင်ရွက်ခဲ့ကြောင်းစစ်ကောင်စီရဲ့ကြေညာချက်အရသိရပါတယ်။ဒါ့ပြင်စစ်ကောင်စီရဲ့အမည်ပြည့်စင်ကြေညာခံသူတွေကပို့ကုန်သွင်းကုန်ဆိုင်ရာဥပဒေတားမြစ်ချက် တွေကိုကျူးလွန်သူများဖြစ်ကြောင်း FEML ပုံမှန်52ကကြီးရထို့သူကိုတစ်နှစ်ထက်မပိုတဲ့ထောင်ဒဏ်ဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်နဲ့လုံဖြစ်စေချမှတ်မှာဖြစ်ကြောင်းပြဋ္ဌာန်းထားကြောင်းစစ်ကောင်စီရဲ့ကြီးညာချက်ရသည်ရပါတယ်စစ်ကောင်စီကအမည်ပြည့်စင်ကြီးညာလိုက်တဲ့ပုံမှုကြီးစောချစ်သူကိုဆံမြင့်မှာတာနှုတ်သမီးတအုပ်ရှိပြီးဇနီးဖြစ်သူမှာနန်းခင်လာသူဖြစ်ပါတယ်စောချစ်သူရဲ့တာနှုတ်က BGF ပုံမှုစော 2M အသက်32နှစ်ပုံမှုစောချစ်ချင်း အသက်28နှစ်နဲ့တမီနန်းနင်းနန္ဒာ၏အသက်26နှစ်တို့ဖြစ်ပါရယ်စောချစ်သူနဲ့၎င်းရဲ့သားသမီးတွေက BGF ပိုင်းကုမ္ပဏီတွေမှာအဓိကအခန်းကဏ္ဍမှာပါဝင်ပတ်သက်နေကြောင်းမိသားစုဝင်များကြားရှင်းရများခွဲဝေပိုင်ဆိုင်ထားခြင်းဖြင့်စံမြင့်ခေါ်စောချစ်သူမိသားစုက BGF တက်ရဲ့စီးပွားရေးလုပ်ငန်း6ခုကိုထိန်းချုပ်ပိုင်ဆိုင်ထားကြောင်းသိရပါရယ်ဒီလိုနဲ့နာမည်ဆိုးနဲ့ကြော်ကြားလာတဲ့ကြားဖြန့်ခြံဝန်ကြီးနှစ်ခုဖြစ်တဲ့ Apollo Park and Yulong ဘေးပတ်တို့မှလည်းအ ਨੇ စုရှင်ရရှင်အဖြစ်ပိုင်ဆိုင်ထားကြကြောင်းအဲ့ဒီစီးပွားရေးလုပ်ငန်းနှစ်ခုစလုံးမှာစံမြင့်ရဲ့တားဖြစ်သူ BGF ဘုံမူစော 2M ကဒရိုက်တာနဲ့ရှင်ရရှင်တအုပ်ဖြစ်ကြောင်းသိရပါတယ်။ ။စောချစ်သူရဲ့တမင်းဖြစ်သူနန်းနင်းနန္ဒာ၏အသက်26နှစ်ကစင်ကာပူနိုင်ငံနဲ့ပြည်ထိုင်နိုင်ငံတို့မှပညာသင်ကြားပြီးစီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှုပွင့်ရရှိတာက PGA ရဲ့လုပ်ငန်းလေးခုမှရှယ်ယာရှင်နဲ့ဒရိုက်တာဖြစ်ပါဝင်နေပါတယ်။စောချစ်သူရဲ့မိမနန်းခင်လာသူကစီးပွားရေးမှာပါဝင်လုပ်ကံမှုမရှိတော့လဲရှယ်ယာနဲ့ဒရိုက်တာရာထူးကိုရယူတာခြင်းမရှိပါဘူး။ဒါပေမဲ့သူမက PGA ရဲ့စီးပွားရေးလုပ်ငန်းများမှာအတူအမြတ်ဖြစ်ထွန်းနေသူတွေဖြစ်ပါတယ်။ PGA ရဲ့စီးပွားရေးလုပ်ငန်းတွေမှာစောချစ်သူမိသားစုက၁ချစ်လင်းမြိုင်တိုတာကုမ္ပဏီမှာရှယ်ယာ 65ရာခိုင်နှုန်းနေချင်းလင်းမြိုင်တပ်တူနဲ့စက်မှုကုန်ထုတ်လုပ်ငန်းမှာရှယ်ယာ68ရာခိုင်နှုန်းသုံးဒေါနာတန်လွင်ကုမ္ပဏီမှာရှယ်ယာ60ရာခိုင်နှုန်း၄ထူးသစ္စာအောင်ကုမ္ပဏီမှာရှယ်ယာ80ရာခိုင်နှုန်း ငါးထူးမြတ်တာထူးကုမ္ပဏီမှာ၈၀ရာခုနှစ်ဆယ်ရာခိုင်နှုန်း၆ရွှေပရိသမြန်ကုမ္ပဏီမှာ၈၀ရာ၅၀ရာခိုင်နှုန်းတို့ပါဝင်ပါတယ်။ VGF ကလှုပ်ဆောင်နေတဲ့တရားမဝင်လုပ်ငန်းတွေမှာပါဝင်ပတ်သက်နေတဲ့ခေါင်းဆောင်နှစ်ဦးမှာပုံမူကြီးစောမင်းမင်းဦးနဲ့ပုံမူစောတင်ဝင်းတို့ဖြစ်ပြီးစစ်ကောင်စီကစောချက်သူနဲ့အတူအမည်ပြည့်စင်ကြေညာလိုက်တဲ့ပုံမူကြီးစောမင်းမင်းဦးက VGF စီးပွားရေးလုပ်ငန်းကဏ္ဍတွေမှာအဓိကဦးဆောင်နေနေရာက ပါဝင်နေတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။